ဲနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးတော့မင်းအောင်လှိုင်ပေးထားတဲ့ဝနကျော်ထင်ပွဲကိုရခဲ့တဲ့အငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်ကတော့ဒီကနေ့လုတ်နော်ပြစ်ခတ်ခံထီလို့ကြောက်ပါပြီ။ရဟယင်ကိုဒရုန်းနဲ့ဝင်ဆောက်တဲ့အချိန်ဟာဘမုံမှာဖြစ်တယ်ဆိုတဲ့အချက်နဲ့အချုပ်ကျွန်တော်တို့တွေ့ရတယ်။အကယ်၍သာဒီရဟယင်တုံးစီမှာဒစည်းကတော့လွတ်သွားတယ်။ဒစည်းကတော့ရွှေကူမှာပြတ်ကြတယ်။နောက်ဒစည်းကတော့အပေါ်ကပန်ကာထိတ်မှာ ေါ်ပန်ကတလက်ထိတ်ပါမီးဆွဲလောင်သွားတဲ့ဗီဒီယိုကိုအောင်းနဲ့တွေ့ပြီးဖြစ်မှာပါအဲ့တော့အကယ်၍သာဒီ drone ဝင်ဆောင်နိုင်ခဲ့တဲ့အခြေအနေမျိုးရောက်နေပြီဆိုရင်တော့ဘာစစ်ဂျမ်ပတ်တက်ရဲ့ latest scan ဌာနချုပ်ကြီးရဲက MI 70 MI 35အပါဝင် jet fighter ဆိုတဲ့လေမြန်တွေဟာကျွန်မမြင်တဲ့အခြေအနေကိုရောက်လာပါ အားလုံးပဲမင်္ဂလာပါ။ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော် Channel လေးကို Subscribe မနေပြီဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေ။လက်ရှိကျွန်တော်တို့မင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းတဲ့စစ်တပ်ကနံပါတ်1ပြည်သူစစ်မှုထမ်းဥပဒေကိုမခေါ်ဘူး။နံပါတ်2လေယာဉ်မတော်ဘူးဆိုရင်ပြည်သူအရှိတ်အဟောင်းမှာအခုဒူးထောင်နေရတယ်။အဲ့ဒီအချက်နှစ်ချက်ကိုညင်းနိုင်လားစစ်တပ်ကကောင်းနေနေတယ်။နော်ငါတို့ပြုပြည်သူစစ်တဲ့နော်စစ်မှုထမ်းဥပဒေနဲ့မခေါ်ဘူးကွာတတတဲ့မဆူဘူးနော်ပြီးရင်ငါတို့လေရင်နဲ့မတော့ဘူးမင်းတို့စစ်တပ်ရှုံးကိုရှုံးနေပြီဆိုတဲ့စကားကိုညင်းနိုင်တဲ့စစ်တပ်ဘက်ကတော့မရှိလားမရှိပါဘူး ဟုတ်တယ်နော်အဲ့တော့လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ကပြည်သူတွေကိုနှီးမျိုးစုံနဲ့စစ်မှုထမ်းဥပဒေမှာတောက်ခပေးတယ်နော်တို့တွေရွာတွေဆိုဖမ်းသွားတယ်မရှိမရှိမဲ့ပတ်စံတွေစုပြီးငွေတွေလိုက်ရွေးရတယ်ငိုကြီးဖြစ်ဘဝတွေပြက်နော်ခိုင်းကိုထွက်ပြေးတဲ့လူကထွက်ပြေးရတယ်ဒါတွေအားလုံးကလူမဆန်တဲ့လောက်ရက်ကိုတိုင်းပြည်ပေါ်လုပ်နေတာနော်နောက်တစ်ခုကတိုင်းပြည်နေရအနှံ့မှာလေရင်နဲ့အပြစ်မဲ့တဲ့ကလေးတွေနော်ဘုံရဆိုလက်လက်ဆက်ဆက်ပဲရှိသေးတယ်ဒီဘေးကြီးမှာအတက်မပြည့်သေးတဲ့ကလေးတွေကိုဘုံကျက်တက်ဖြစ်သွားတယ်ဒီလိုလောက်ရက်ကိုလုပ်နေတဲ့ကောင်တွေကိုနော်အပင်းအမြပူပေါင်းနေတဲ့လူတွေအားလုံးဟာပြည်သူ့ရဲ့ရန်တွေပဲရှင်းရှင်းလေးပဲ အဲ့တော့မင်းတို့နိုင်ငံအဲ့ဒီစစ်ဗိုလ်ချုပ်အဟောင်းတွေသူ့ဘက်ရှင်းပြောရင်တူယုံကြည်စိတ်ချရတဲ့သူ့ဘက်ကိုပါတဲ့စစ်ဗိုလ်ချုပ်အဟောင်းတွေကိုစူးစီးပြီးတော့လက်ရှိတိုင်းပြည်ကိုဖျက်နေတဲ့ကိစ္စမှာအချမ်းချမ်းနေယူနေတာဖြစ်တယ်။နော်အခုရွေးကောက်ပွဲလုပ်ဖို့ကိစ္စကိုလည်းဒါမင်းတို့နိုင်ငံအင်မတန်စူးစမ်းနေဘာလို့ရွေးကောက်ပွဲအောင်မြင်မှဒီရွေးကောက်ပွဲနေထွက်ပေါက်ခုဖြစ်မှာအဲ့တော့ရွေးကောက်ပွဲမှာခီကိုတမနာတင်မလားသူကိုယ်တိုင်မဲ့တမနာလုပ်မလားဆိုတာဒါပြောလို့မရဘူးအဲ့တော့အဲ့ဒီရွေးကောက်ပွဲကိုသူကလုပ်ဖို့ကြီးညာထားတယ်သူကဖြစ်အောင်လုပ်နေမယ်ဒါပေမဲ့ပြောချင်တာကလက်ရှိစစ်ဘုံချုပ်တွေတောင်မှသူတို့ရဲ့လုံခြုံရေးအခုလိုအချိန်ကြီးပြတ်တက်ခန်းနေရတာ အဲ့ဒီမင်းအောင်ဆိုင်လုံမဲ့ဒီရွေးကောက်ပွဲဒီပြည်သူလက်မခံတဲ့ရွေးကောက်ပွဲဖြစ်တယ်အဲ့ဒီပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ရဲတဲ့လွတ်တော်ကိုယ်စားလှယ်ရှိရင်ဝင်ရောက်ရှင်တယ်မှာနော်ပြည်သူကတော့အခုလိုစုချဖို့အစဉ်တပဲမျိုးပြပြောက်ကြားအဖွဲ့ဟာနော်ကျွန်တော်တို့ရန်ကုန်မန္တလေးနေပြီးတော့စတဲ့မြို့ကြီးတိုင်းမှာအကုန်ရှိတယ်အဲ့ဒီလူတွေလက်ထဲမှာလည်းဂန်းတွေအပြည့်ရှိတယ်ရှင်းရှင်းပြောရင်တော့အသေးခံပြီးဖြောက်မဲ့ရဲဘော်တွေကကြီးသွက်လို့မရအောင်ရှိတယ်ဒါကြုံလို့ပြောပြတာနော်အသေးခံပြီးတော့စော်မှာအဲ့တော့ပြောချင်တာက ပြည်သူစန့်ချင်းနေတဲ့အရာကြီးကိုလုံမလားလုံရင်တော့လုံပါနော်လက်ရှိမင်းအောင်နိုင်ကောင်းဆောင်တဲ့စစ်ကိုကျော်လူလူစုနဲ့ဒီမင်းအောင်နိုင်ကိုထောက်ခံနေတဲ့နော်လက်ငါးချောင်းတော့ထိုးအောင်မပြည့်တဲ့ဒီဘောမအုပ်စုကတော့ခမားတို့ကိုမြှောက်ပေးလိုက်မယ်အတေခံခိုင်းလိုက်တယ်ဒါပေမဲ့ခမားတို့တိကမှန်ကဟဲ့ဒီဒီနေ့လက်ရှိမြန်မာပြည်မှာပြစ်နေတဲ့အနေထားဟာစစ်သားတွေဆိုတဲ့ကောင်တော်မှကိုယ်လုံကြုံရေးနော်တိုင်းပြည်ကာကွယ်မယ်ဆိုတဲ့စစ်သားတွေတောင်မှကိုယ်လုံကြုံရေးကိုတောင်းဝန်ယူနိုင်တဲ့အနေထားဘာဖြစ်လို့လဲဒီသူနဲ့ရံဖြစ်နေကြလို့ ဲ့ဒါပဲအခုရုရှားနဲ့ယူကရိန်းဖြစ်တယ်နော်ယူကရိန်းစစ်သားတွေအနေနဲ့ရုရှားကိုတိုက်နေရတယ်ယူကရိန်းပြည်သူကရုရှားယူကရိန်းစစ်သားတွေတောင်မှအပြေဝရှိတယ်နော်ဘာဖြစ်လို့သူများနိုင်ငံနဲ့ဖြစ်တာအဲ့တော့ဒါကမြန်မာပြည်မှာကလက်ရှိဖြစ်နေတဲ့ဟာဒီပြည်သူတအေးချမ်းနေတဲ့တိုင်းပြည်ကိုအာဏာတွားသိမ်းတာပြည်သူကလက်မခံဘူးပြည်သူလက်မခံတဲ့အကြောင်းဒစွတ်သွုံးလုပ်နေတဲ့ကောင်တွေနဲ့ပြည်သူတွေဖြစ်နေတာဒါကြောင့်မလို့လှုပ်ရရင်ဆက်လှုပ်ပါအခုလာမဲ့ရွေးကောက်ပွဲဟာနော်မင်းအောင်နိုင်ကတော့မရရအောင်လုပ်နေပြီဘာလို့ဆိုအဲ့ဒီရွေးကောက်ပွဲမှာထွက်ပေါက်မရရင်မင်းအောင်နိုင်မှာထွက်စရာမရှိတော့ရှင်းရှင်းလေးပဲ အားလုံးတိတဲ့အတိုင်းပဲဗျာဒါခလေးတောင်တိတယ်အဲ့တော့ဒီရွေးကောက်ပွဲကနေရအောင်နိုင်ငံတော်ပေါက်လုပ်မယ်နိုင်ငံတကာကိုပြောင်းလဲမယ်အာဓမာဒီမိုကရေစီရွေးကောက်ပွဲကနေနော်ရလာတဲ့အာဏာရလာတဲ့အစိုးရကိုပြည်သူအနှင်းနာလို့ပြီးလို့ရှိရင်တရုတ်တို့ရုရှားတို့ကနေအာဝမ်းမြောက်ကြောင်းဂုံပြူတဝင်းတော်တွေပေးဖို့မယ်အဲ့လိုနဲ့မင်းအောင်နိုင်ကိုတရားဝင်အဲအာဏာရအောင်လုပ်မယ်လက်ရှိကမင်းအောင်နိုင်အာဏာမရဘူးလေဘာလို့ဆိုတော့ဘောမာတွေဘလောက်ပဲပုံစားစားလက်ရှိသူတို့ကိုထောက်ခံပါတယ်ဆိုတော့ရုရှားနဲ့တရုတ်တောင်မှမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းစစ်ကောင်စီကမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဘာလို့အတိမတ်မပြုတ်ဘူးအဲ့ဒါအပြင်းရှင်းနေတယ် ဲ့တော့နိုင်ငံငါတန်တမန်ရင်းမှလည်းမင်းအောင်နိုင်ရကုလတမန်ကထိုင်ကုန်မှလည်းခွင့်နေရမရဘူးအာဆီယံမှာဆိုလည်းအခုလက်ရှိဘလောက်ပဲသူ့ဘက်ကပါတဲ့ကောင်တွေရှိတယ်ပြောပြောတရားဝင်ခွင့်နေရဘူးခွင့်ကလပ်ကိုတက်ခွင့်မရဘူးအဲ့တော့အခြားနိုင်ငံငါတန်တမန်ရင်းမှလည်းအလုံးတိရတဲ့မင်းအောင်နိုင်စောက်ဖက်ဘူးမှမလို့အဲ့တော့နိုင်ငံငါတန်တမန်ရင်းမှလည်းပို့ဆိုးပက်ဆက်ရှုံးနေတယ်နောက်ဆုံးဘလောက်ထိရှုံးလဲဆိုတော့နော်တရုတ်နိုင်ငံကျင်းပါတယ်ဟိုနှစ်ကောင်တော့နော်ရက်ဝင်းနဲ့ပိုလန်နှစ်ပတ်လေ twist ခေါင်းဆောင်တွေ twist ဆုံးနဲ့ပွဲမှာအဲ့ဒီမှာမင်းအောင်နိုင်ရတကယ်တို့တရုတ်တမန်ကဖိတ်မထင်ထားတာလုံးဝမဖိတ်ရဘူးစောက်ချက်တွေပြန်ပြန်ကွဲပြီးတော့အမှရှူးရှူးထားဖြစ်တာနော်နောက်ဆုံးစင်အာနာပိန်းကလာငါးလငါးနှစ်ပြည့်မှာနော်ဒီယူကရိန်းရဲ့ယင်မီနီချီတက်ပွဲမှာအရရှာရဲ့ယင်မီနီချီတက်ပွဲမှာဟမ်ငလင်လောက်တော့အကူညီထားတဲ့အကြောင်းဂျေဆုတင်စကားပြောချင်လို့ကတရုတ်တမန်ကြီးတွေ့ခွင့်တောင်းမှလို့ပြောလို့အဲ့ဒီတရုတ်မကောင်းတဲ့နဲ့ရရှာနိုင်ငံမှာတွေ့ခွင့်ရခဲ့တယ်ဒါတောင်မှရွေးကောက်ပွဲကိုတရုတ်တမန်ကထောက်ခံပါတယ်ဆိုလို့ဖာကြကြီးပြောတယ်ဒါပေမဲ့တရုတ် အာဘော်နဲ့ပတ်သက်တဲ့တည်င်းဘယ်တည်င်းမှတရုတ်နိုင်ငံဘက်ကရွေးကောက်ပွဲကိုထောက်ခံနေမကြီးသားဘူးချင်းနေတယ်အဲ့တော့မင်းအောင်နိုင်ငံတရားဝင်သူဖြစ်ခြင်းတဲ့အတွက်ဒီလမ်းကြောင်းတို့ရွေးမှာဒါမင်းအောင်နိုင်ငံမှာတူမမဟုတ်ကျွန်တော်ဆိုကျွန်တော်အဲ့လိုလုပ်မှာတိထက်တော်မှရိုင်းမှရောင်းမှာဒါရှင်းရှင်းပြောတာဒါကျွန်တော်တို့ကမင်းအောင်နိုင်ငံကိုစရင်းနဲ့ကိုထက်ပြဆရာမလိုတဲ့အဆင့်ဖြစ်သွားပြီနော်ကျွန်တော်တို့တွက်ကမှာကလက်ရှိနော်တက်တက်ခိုင်းတို့ကိုကိုကြီးတို့ဆိုရွေးကောက်ပွဲတန်ကြားဆိုအမီးလေးနှိုင်းပြေးလာတယ်ဟမ်အိနဲ့ရတဲ့ဖိုးကြီးတို့ပဲစောက်ချက်တွေလည်းမရှိကြဘူးတကယ်ပဲနော်ဟမ်ပါတီပါတီဘာပါတီတွေခြားပါတီတွေလား အဲ့ဒီပါတီတွေကဘယ်နဲ့ကပြောသလိုထိုင်းကုန်းတနေရရမလားဆိုတော့မျှော်လင့်ချက်နဲ့ဘဲဥတော်မကွဲတဲ့ကောင်တွေကထွက်လာလိမ့်မယ်။နော်တတ်တတ်ကန်ဆိုတဲ့လိုပဲ။အန်ဒီအစိုးရလက်ထက်မှာအန်ဒီပါတီဝင်ဖြစ်တဲ့ဝင်ရောက်ရှင်းကြိုင်တယ်။ဟမ်အဲမင်းနိုင်ခဲ့တယ်။ကိုယ့်ကိုယ်မင်းနိုင်တော့စောက်ချင်ကြီးပြီးတော့ပါတီခွဲထောင်အောင်ထောင်အောင်ပါဖြစ်တယ်။တုံညတ်တရမှာခုနှစ်ရာခိုင်နှုန်းမရတယ်။ပေလိုက်ပေါ့။ရှစ်တိုင်ဖင်ဆောက်ပြီးသေးလို့ရတယ်။နော်။စဉ်းစားကြည့်တစ်ရက်30ရာခိုင်နှုန်းတော့မရအောင်တုံညတ်တရမှာခုနှစ်ရာခိုင်နှုန်း။နော်အဲ့တော့ပြည်သူကလက်မခံဘူးဆိုတာခင်ဗျားတို့အားလုံးလည်းသိတယ်အဲ့တော့ပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုလုံကြလိုက်မယ်ဆိုရင်တော့အခုဘုံမှုကျုံနောက်ဘူး နောက်ထပ်နောက်ထပ်လွတ်တော်အမတ်ဆိုတဲ့ကောင်တွေဘလောက်လိုက်ဘာဖြစ်လို့လဲပြည်သူကိုယ်စားလှယ်လွှတ်တော်အမတ်တွေက CRP မှာရှိပြကြတယ်ဒါတရားဝင်ပြည်သူရွေးချယ်တာနောက်ထပ်လွှတ်တော်ပြည်သူကိုယ်စားလှယ်ဆိုတာမရှိတော့ဘူးเนาะခိုင်ကုန်ယူလို့လွှတ်တော်တွေဝင်ရမလားလို့နိုင်ငံရေးကိုခွေးသိုးပေါက်ကဝင်မဲ့ကောင်တွေမရှိတော့တာအဲ့ဒီနိုင်ငံရေးကိုခွေးသိုးပေါက်ကဝင်မဲ့ကောင်တွေအတွက်အခုတေဝါတဲ့เนาะဒီဝနကြော်ထင်ဘွဲရကြီးကိုကြည့်လိုက်ပါခမားလို့လဲဝနကြော်ထင်ဘွဲရကြီးရင်တော့မက်စီလေးတစ်စီးလောက် တော့ပါဇက်မှာငုံထားလိုက်ပေါ့ဟုတ်တယ်မလားဒါကြောင့်မလို့လာမဲ့ရွေးကောက်ပွဲတက်တိရှိတဲ့ကောင်တွေလို့ ်နော်တခါတည်းပြောချင်တာသမင်းဝအောင်စားထားလို့မပြောဘူးမက်ဆီလေးငုံထားကြဒါပဲပြောချင်တယ်ဒီ drone မျိုး sorry ကို FEB လို့ခေါ်ရမျိုးလည်းရှိတယ် suicide drone လို့ခေါ်ရမျိုးလည်းရှိတယ်လို့ Ukraine မှာတော့ဒက်ဝင်ပြစ်ဆောင်ချရတယ်ဒီ suicide drone လို့အနေဆုံးပြောမှာဒီဗီဒီယိုလေးအားလုံးတချို့တော်တော်များများတွေ့ဦးမှာပါဒေါ်လာတန်းချီတက်တဲ့တင့်ကားတွေကို Ukraine ရဲ့တစ်ခါတော့တစ်ခါလို့ suicide drone တွေကပြစ်ခွဲပြစ်တာအဲ့တော့ဒီကနေ့ဒီရဟင်းကို drone တွေဝင်ဆောင်နိုင်ပြီဆိုတဲ့အခြေအနေမျိုးဆိုရင်တော့ ရုံးတစီရဟရင်တကောင်ပစင်းတကောင်တန်ရဲ့နောက်တလေဒက်စခန်းတွေရဲ့ ठी လုံနိုင်ရင်မလာစစ်တယ်ကျွန်မငင်းပါဘို့ဗျာတို့တို့ပဲမနက်ကတော့ဘူဒီပုံမှုအစင်မှုဘူကျုပ်စင်တီပါတက်ချိတ်နေပြီဆိုတဲ့အကြောင်းကျွန်တော်နေ့လေတင်ဆက်မှုမှာပြောကြားထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာ ရှက်တင်မိုးရဲ့အောင်မိတ်အောင်စိတ်နဲ့ရက်ရှည်ရခေါင်းသားလို့ပေါ့မျက်ရည်မကျနဲ့ကွာအန်ချိပြီးအမောင်ဆွဲတံမအလန့်ချိပြီးအောင်ဝဲခံရမှာအကြောက်တံအတွင်းဖောက်ပြီးနောက်ပြန်ပြေးဖို့မရှာနဲ့ရှေ့ကူတာဆက်လျှောက်တနစ်ရှောက်ရမယ်နိုင်ငံတော်သစ်ရှက်တင်မိုးရဲ့ခင်ဗျာပါနောက်ဆုံးကနိုင်ငံတော်သစ်ကတော့ကျွန်တော်ထည့်ရအောင်တော်လည်းရေးလေးနှစ်တာလေးနှစ်ကျော်၅နှစ်တာကာလခရီး အကြောက်တန်အတွင်းပေါ်ပြီးနောက်ပြန်ပြေးပေါ်မရှာနဲ့အရှိကိုသာဆက်လျှောက်တနည်းနိုင်ငံတော်တစ်စီရောက်ကုန်ကြောင်းအောင်မိတ်အောင်စိတ်ကြီးကတော့ပြနေပါလိမ့်ဒီနေ့ဆိုခွင့်ကောင်ကြိုက်တဲ့ဘွဲ့မိတ်တီလားဇော်ယူထွန်းစစ်တကဖန်စီလိုက်ဖန်စီလိုက်တဲ့ပုံမှာမိတ်တီလားဘူစော့တီတွေဒရက်ဆာနှုတ်ထွက်နေပါတယ်ဘူစော့တီအာကိုပြီးမြို့ကိုကင်းပတ်နေရတဲ့စစ်တပ်ဘဝကတော့ကန်ဆိုးမှတွားရမိုးလိုက်လို့ရွာ ကန်ဆိုးပြီးတော့မိုးမောင်တဲ့အခြေအနေပါမန္တလေးပြည်သူစစ်တွေလည်းနှုတ်ထွက်မယ်လို့ကြားသိနေရပြီးပြည်သူစစ်ပြူစောတိတော်တော်များများဟာစစ်တပ်ရဲ့ဂျုံတပောက်သူဆက်ဆံခိုင်းစင်မှုကိုသိနေလာလာနေကြပါတယ်အဲ့တော့မိဒီတာပြူတွေနှုတ်ထွက်တယ်လို့တဖက်မှာလည်းတော်လိုင်းတက်တွေရဲ့ပြင်းပြင်းထန်ထန်ပိုစစ်တွေကြောင့်ပြူစောတိတွေဟာနေလာညာလာကြီးလက်အစားစားကြောက်နေတကြားနဲ့နေထိုင်နေကြရရှာတယ်တပ်ပြင်မှာသူတို့အားကိုးတယ်သူတို့ယုံကြည်တယ်သူတို့ မော်ဖူးတဲ့စစ်တပ်ဟာသူတို့ကိုကာကွယ်ဖို့နေနေတတ်တာအရှိကနေအသေးခံခိုင်းလူသားတိုင်းလှုပ်ပြီးထိုးတွင်းနေတာကိုသိမြင်တဲ့အခါကျဖက်စစ်တပ်ကိုယူဆောသည့်ပြည်သူစစ်တွေစွန့်ခွာလာကြပါနောက်တစ်ချက်ကယူဆောသည့်ယွာတွေယူဆောသည့်ယွာတွေဆိုစီယုံလေးဆင်းပြီးတော့ဖွဲ့စည်းထားပေမဲ့ဆံမပေးနိုင်စီမပေးနိုင်ရိတ်ကရိတ်ခါတွေအငငအပြက်ပြက်နဲ့မသိုံတမဲရှင်တိုင်နေရတဲ့ အယိုးပြိုင်ပြိုင်ကြတဲ့လူစောတိရွာတွေတွေ့ကြတယ်မလားပေါကူတော့ဆိုရင်လူစောတိတွေငတ်လို့လိုင်းပေါ်ခဏခဏတက်အောင်ရရှာတယ်လေဒီအချိန်ဒီမှာဖက်စတာဟာမွေးမှုရကိမောက်နေပါတယ်လူစောတိတွေကစွန့်ခွာနေတယ်လို့အုတ်ကြီးတွေတစက်ရှင်းလင်းခံရပါတယ်ဒီလူစစ်မှုထမ်းဒီလူစစ်မှုထမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ်တာဆွဲလို့ ပြည်သူတွေရဲ့အမျက်ဒေါသကိုရင်ဆိုင်နေရတဲ့အုပ်ချုပ်ရေးမှုတွေရဇက်ပလိုင်တက်ပြီးပြစ်ဒဏ်ခံနေပါတယ်ဒီကနေ့တော့စစ်မှုထောင်းလို့လို့ပြည်သူစစ်မှုတန်းစစ်ခေါ်ရေးဘဟုအဖွဲ့တာဝန်ရှိသူတိုင်းစင်တာဝန်ရှိသူတို့တာဝန်ရှိသူတို့သိရတယ်ဘူချုပ်ဘယ်သူလဲဝနချုပ်ရင်ဘွဲရကြီးစရှင်းလင်းခံရတယ်ဘူချုပ်စရှင်းလင်းတဲ့ရဲဘော်တွေကတော့ဘေးလွတ်ရအောင်ရောက်သွားပြီလို့ကျွန်တော်နောက်ဆုံးသိရတယ် အဲ့ဒီဂရီတော့အကျုံကတန်းလွင်ထပ်သေးပါတယ်စစ်မှုတန်းကြီးစစ်မှုတန်းကြီးဆိုပြီးပြည်သူစီကနေပြီးတော့တအိမ်ကို၃သိန်းချက်အတင်းအာမကောက်ခံနေငွေမပေးနိုင်တဲ့ပြည်သူတွေကိုစစ်ခွေးတက်ခေါ်ပြီးဖမ်းလိုက်မယ်လို့ချင်းချောက်တယ်စစ်မှုတန်းကိုအတင်းအာမမဲနိုင်ခိုင်းနေဒါကြောင့်ရှင်းနေတယ်လို့သိရပါတယ်စံကေဆော့ဆော့ပစီတမျောင်းတစ်ချောင်းမိုဘိုင်းဖုန်းတစ်လုံးဝေသောင်း၄သိန်းချက်မှတ်ပုံတကန်နှစ်ခုမှတ်ပုံတကန်နှစ်ခုစားစားရနေသိသိရမိပါတယ် ဘယ်ကလဲဆိုတော့ဘကိုတိုင်းအုပ်ဖို့မြောက်ချောဘူးရွာကလောစင်အုပ်စုအုပ်ချုပ်ရေးမှုတန်းလွင်ပါဒီကနေ့၂၂ရက်နေ့မုံလဲတနာကြီးမှာတာလီကဂွေးလုံးဆက်တော်ကြီးလမ်းပေါ်ဆိုင်ကအဆက်ကလေးမောင်းလာရင်တိုင်ရီခရိုင်တရင်3800တက်တခွင်းကဂျိုးဝင်းကဟီးရိုးပျောက်ကြားတပ်ဖွဲ့ရဲဘုံများမှာဆောင်ချူပြကရှင်းလင်းရုပ်ရည်ဥကောင်းနဲ့ရှင်ဘက်ကို ကြည်တစ်ချက်စီထိမှန်ပြီးလမ်းပေါ်မှာတုံလုံးပလက်မလို့တော့အိတ်ချင်းနဲ့အိတ်ဆက်သွားပါလေအဲ့တော့ဒါရင်မေးလားကိုပြတ်ကျော်ရေဒါရင်မေးလားအားမရဘူးညာအားမရဘူးညာမွေးတိုင်းတောင်လင်းကြီးမြို့နယ်မှာစစ်တပ်သတင်းပေးတလန်တရှုံဂွေးတော်ကုံကြေးရွာအမှုပွဲစားရဲခိုင်တိတ်ပါတယ်၂၁နှစ်မိနစ်ကနေ့လေ၁၂နာရီမှာအိမ်ကိုဝင်ဖြစ်ပါ အဒီမေးတယ်နော်နားမထောင်ဘူးနားမထောင်ရင်ခံပြစ်တော့အရှင်မထားဘူးအဲ့တော့ခွေးတော်ကကြေးရွာဘရဂျက်ရေစခန်းအနီးသက်ဆုံးတရှိတဲ့ပြူစောတိတင်နန်းတပ်သူ9ဦးရှိတယ်အဲ့ဒီ9ဦးဟာအုပ်ချုပ်ရေးမှုတွေတလန်တွေပြည်သူစစ်တွေထွေအိုးဝန်ထမ်းတွေစစ်ရွေးတွေတပ်ဆိုင်ရာဝန်ထမ်းတွေရှိတယ်နော်ခွေးတော်ကကြေးရွာပြေးကျက်ရေစခန်းတဲ့အနီးကပ်ဆုံးသူတွေပြည်သူလူလူနဲ့ပူးပေါင်းပါမပူးပေါင်းရင် စ်တံခတ်မယ်လို့မဝေးပြောက်ကြတဲ့တောင်းဝင်ကကိုကန့်ကြီးပေါင်ကရာဇတံထုတ်ပြန်လိုက်ပါတယ်။ဒါရီမဲလားကိုမြတ်တော်ရဲ့ဒါရီမဲလားဆိုတော့သူကြီးပဲလားဆိုတော့မကားသေးပါဘူး။ကိုစန့်တီကိုစန့်တီကိုစန့်တီတယောက်နဲ့တေးသွားပြန်ပါပြီ။တယောက်ဒီကပေါ့ဗျာ။မင်းတော့စိတ်ကန့်လိုက်ရွာကရွှေကြီးကြီးရက်ွက်မှနေတဲ့တက်လန်စကွေလမ်းပြ ဖက်စစ်အလိုတော်ကြီးစံထိတ်သူကတော့၁၉ရက်နေမှာဂျိုးမြဖြတ်ကျော်လမ်းလေးပြင်ကရိုကင်းရွာအနီးကြီးစံ62တောက်နေမိုဘိုင်းဖုန်းတစ်လုံးဆိုင်ကတစ်စီးနဲ့တာယောင်ရိခိုင်ပရင်၃၈ရက်နေတက်ခွင်းကားကအရှင်ဖမ်းမိပါတယ်ဖမ်းပြီးတော့ကောက်ကောက်မုံထားတာပေါ့ဗျာကျွန်တော်တို့တော်ရင်တက်နေဆိုတော့တော့မြစ်တာချစ်ချင်းမြစ်တာတော့တော်ရင်ကိုဆင်နွှဲနေတာလေလူဘွက်ကြီးကိုချစ်တဲ့စိတ်တရားမျှတမှုကိုချစ်တဲ့စိတ်တိုင်းမီနဲ့လူမှုကိုချစ်တဲ့စိတ်ကြောင့် ဒေါ်လာကြီးဆင်လွှဲနေတဲ့အခါကြကောင်းကောင်းမှုခေါ်လာပါလေဇတိဟာစစ်တပ်ကိုတရင်ပေးတယ်လမ်းပြတယ်ပြည်ရဲကျွမ်းတော်တွေကိုဖမ်းဆီးတယ်တပ်ဖြတ်တယ်အမ်သူနဲ့မတက်တဲ့လူတွေကို PDF ထောက်ပံ့တယ်လို့ဆွဆွဲပြီးဖမ်းခိုင်းပြီအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လို့ရှိရနှစ်ဒီပေါ်တော့ရဲဘော်တွေကဖမ်းဆီးလာခဲ့ပါတယ်ဖမ်းဆီးလာပြီးတော့စစ်ဆေးပါတယ်ဥပဒေနဲ့အညီပေါ့ဗျာနော်စစ်စေးတယ်မိ мян နဲ့ခမရပါလေလုတ်ခဲ့တယ်ဟမ်ခမရမဟုတ်တာလေလုတ်ဝင်ခံပါငွေခရင်တော့ ကျွန်တော်တို့စစ်ဆေးရပါလိမ့်မယ်။ဥပဒေရကျွန်တော်တို့အပြစ်ပေးမှာပါ။ကျွန်တော်တို့မှာနိုင်ငံတကာဂျီနီဗာကွန်ဗင်းရှင်းဘာညာတရကာနေတာကွာစီရှိပါတယ်။အဲ့တော့အဲ့ဒါကကျွန်တော်တို့လိုက်နာခြင်းနဲ့လိုက်နာမယ်မလိုက်နာခြင်းနဲ့မလိုက်နာဘူး။ခပြားပုံမူနေပါတယ်။ဥပဒေနဲ့ညီတို့လို့ရှင်ဆောင်ရမှာပါလို့ပြောနေဖို့ပြောဖို့ပြောဖို့အချုပ်တွေကနေခေါ်ထုတ်။တန့်ပြေးတာတန့်ပြေးတော့ဘယ်လောက်ကောင်ပြင်းရင်တမျိုးလုံးတွေ့အောင်ဒုက္ခရောက်မှာလေ။အဲ့တော့မနေတာပဲ။ပလိုင်းတက်တီဟာကြီးပေါက်လိုက်ရပါတယ်။ကြီးပေါက်လိုက်တော့ထိမှန်ပြီး တည်ဆုံးသွားခဲ့ရပါတယ်။အဲ့တော့ဒီစန်းထည့်ရဲ့တန်းတွင်ရဲ့အမှုပွဲစားရဲနိုင်ရဲ့ရဲခိုင်ရဲ့ sorry ရဲခိုင်ရဲ့သူတို့တည်ဆုံးမှုကိုကျွန်တော်ဒီနေရာကနေပြီးရောတိုက်ပြည်နဲ့လူလူမှာမင်းတို့တည်ဆုံးခြင်းဟာတိုက်ပြည်လူလူကောင်းစားရေးအပွားလို့မှတ်ယူပေးပြီးမှတ်ယူပေးပြီးမရှိချင်းတည်ခြင်းအဖြစ်တိုက်ပြည်နဲ့လူလူပေါ်မှာကျေးဇူးပြုတဲ့ရဲခိုင်တန်းတွင်စန်းထည့်တို့ကိုတာလို့ခေါ်ပါတယ် အသက်ပေးပြီးတော့အသက်ကိုဆွတ်လုပ်ခါတေးပေးပြီးတော့သူတို့တေးမှာပဲတိုင်းနေတဲ့လူတို့သူရက်ရွာကြီးကခေါင်းစားမှာကိုသူတို့မတေးမြဒုက္ခပေးနေတဲ့ခါကျတော့သူတို့တေးပေးခြင်းအဖြစ်နတ်တိပြစယောကျေးဇူးပြုတဲ့အတွက်ကျွန်တော်ကောင်းလီစွာကောင်းလီစွာလို့ပြောချလုပ်ပါတယ်အဲဒီလိုကောင်းလီစွာလို့ပြောချနေတော့ကျွန်တော်တို့ကဒီဘက်ကအုတ်ကြီးတွေတလန်တွေဒါပေါ့နော်ဒီရဟယင်းကိုတိုက်ခိုက်ခြေမုံပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲ အောင်စိတ်အောင်နမိတ်တွေနဲ့ဝမ်းသာအေးလင်းပျော်နေတော့မှတလုံးစားဖို့သူဂျေစုနိုင်ငံတော်ဂျေစုတစ္ဆာစောက်ပြီပါလို့ခွေးထမိုက်တဲ့ကောင်ပြောပါတယ်ဘယ်သူလဲဆိုတော့မင်းအောင်လည်းပေါ့မင်းအောင်လည်းကတလုံးစားဖို့သူဂျေစုနိုင်ငံတော်ဂျေစုတစ္ဆာကိုစောက်ပြီရမယ်လို့မင်းအောင်လည်းကဂျေကြောင့်လေကြောင့်တင်နန်းသားလူငယ်များပြေဆုံးစင်မှာပြောတယ်လို့သိရတယ်အဲ့တော့အဲ့ဒီမင်းအောင်လည်းဆိုတဲ့ကောင်ရဲ့ ပါဇက်ထဲကခြီမနဲ့ကလော်ထုတ်လိုက်ရင်ပြည်သူတွေးရတဲ့ထမင်းအတောက်လိုက်ထွက်လာပြီအဲ့ဒီဖက်စစ်တပ်တဒက်လုံးကလက်ကြည့်ပြည်သူကိုဘုံကျဲကလေးတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့လေတက်ရေတက်ကြီးတက်ဆိုတဲ့စစ်သားရဲထွေအုပ်လာဝကစီပင်မော်တော်ဘီကေအခြားဌာနဆိုင်ရာဝန်ထမ်းဆိုတဲ့ကောက်ပြီးတခါလေးပြောမယ်မင်းတို့လက်ရှိစားနေတဲ့ထမင်းဟာပြည်သူကျွေးတဲ့ထမင်း ဒါကြောင့်တလုံးစားဖို့သူယေရှုကိုမသိတဲ့ကောင်ကြီးရဲ့တွားရမဟာငရေပါပဲအဲ့ဒီကောင်ကြီးစစ်တပ်တလုံးရဲ့ပစတဲ့ချိန်မှထက်ကြော်လိုက်ပြီးသူတွေ့တဲ့ထမင်းနဲ့အတောက်လိုက်ထွက်လာမယ်လို့ဖက်စစ်တပ်မှာခွေးထက်မိုက်တဲ့ကောင်ကြီးအောက်မှာစစ်မှုထမ်းနေတဲ့ဒီကွဲသူပေချင်းသုံးမဲ့ကောင်ကြီးဒီနေရာကပြောလို့ပါအဲ့တော့တက်တယ်လို့နဲ့တယ်လို့နဲ့မရောက်နိုင်က ဖက်စစ်တပ်ဘောမမယ်လူငယ်တွေကိုပေါ့ဗျာဖက်စစ်တပ်အကြအလိုတော်ပြီးစိတ်တော်ပြီးခေါင်းညိမ့်မယ်ဒီရေချောင်းနေချောင်းတင်နန်းသားတွေတွေးဆုံတင်ပါသလုံးစားဘူးသူဂျေဇူးဒီမြန်မာပွင့်ဒီရေမှာကြီးပြီနဲ့သူတွေကနိုင်ငံတော်ကိုဂျေဇူးစစ်တာအဆောင်ကြီးကြမယ်ဘုရားရှိခဲ့ခွေးပဇာကနဂဇကားထွက်တာခွေးပဇာကနဂဇကားထွက်ခဲ့တာပြောတဲ့ပဇက်ကိုဘာနဲ့ပြုတ်ချင်ခိုင်းကောင်း မင်းတို့စစ်တပ်တစ်လုံးသာတလုံးစားဘူးကျေးဇူးတီးခဲ့မယ်ဆိုရင်ဒီကနေ့လို့အဖြစ်ဆုံးမျိုးငါတို့တိုင်းပြည်မရောက်ဘူးရှင်းတယ်တခုံးလေးပြောမယ်ဖတ်ပြောမယ်မင်းတို့စစ်တပ်သာတလုံးစားဘူးကျေးဇူးတီးခဲ့မယ်ဆိုရင်ငါတို့တိုင်းပြည်နဲ့လူတို့ဒီကနေ့အခြေအနေမျိုးမရောက်ဘူးကျေးဇူးကမ်းတဲ့စစ်တပ်သစ္စာမဲတဲ့စစ်တပ်ဒီတို့ရဲ့ကျွေးတဲ့ဓမင်းကိုစားတလုံးစားဘူးကျေးဇူးမတီးခဲ့ကောင်းဒီပါစက်က ခွေးမစက်ကနတ်စကားထွက်ကြနေတယ်ဗျာတမကူတခိုးတင်ဇရက်ကိုဂျိုးထင်အောင်ဖင်ပြောခေါင်းပြောနေမင်းအောင်လည်းတယောက်ချက်မပြည့်တဲ့အချိန်ဒီဟာထင်ရှားလာနေပါစိတ်ဒိစဆန်ဆန်နဲ့အတိုင်းကြီးအာနာကိုမတရားသိမ့်ခဲ့ပြီးတော့ဒီကနေ့ဒီစိတ်ဒိစဆန်ဆန်နဲ့လူတွေတတ်တာသိနေတော့ကိုပြုံးပျော်နေတဲ့မင်းအောင်လည်းချက်မပြည့်တဲ့ဗမာပြည်ရဲ့ပထမဦးဆုံးသောအာနာသိမ့်စစ်ကောင်းဆောင်လို့ကျွန်တော်တို့ ရှုမြင်သုံးသပ်လို့ရပါပြီ။အဲတော့ဒီမြန်မာမွေးပြီးဒီရေမှာကြီးတယ်ရောဒီရေကိုတောက်တယ်။ဒီနိုင်ငံကသမင်းကိုစားပြီးတော့တလုံးစားဖို့သူကျေသူရှိတယ်။နိုင်ငံတော်ကိုတစ္ဆာဆောင်တည်ရပြီ။နိုင်ငံတော်ဆိုတာနိုင်ငံတော်ဆိုတာပြည်သူပါပဲ။ပြည်သူကိုတစ္ဆာဆောင်မသိတဲ့ကောင်တစ္ဆာမဲတဲ့ဖက်စစ်တပ်ဟာဝိပတ်ကြမှာဟာတစ္ဆာမကွာလိုက်နေပါလား။အနည်းဆုံးဥပမာတစ်ခုကိုပြောရင်းဒီကုန်းချုပ်ပါမယ်။ ဟိုတိုင်းကွင်းကြည့်ရဘူးအပြစ်မဲ့ကလီးငယ်22ယောက်အဲ22ယောက်20ပေါ့နော်22ယောက်နောက်ပုံးနေသူ24ယောက်နော်ဆရာမနှစ်ယောက်အပါပုံးချဲတက်ဖြတ်လိုက်တယ်တိတ်မကြောက်ရင်ရှက်ပိုင်းမှာပဲစစ်တပ်ရဲရဲနှစီမွားစာကြဲအောင်ကြည်ပြီးလေတက်ကလေဘဲတွေတက်ပြောက်ဆုံးကတ်တန်တွေလေတက်ထမ်းမှာညံနေပြီဒါဝိပတ်ဇမလို့ပြောလို့ရတယ် ငါတို့နှလုံးသားထဲမှာမင်းတို့ရုပ်မာမှုနဲ့အစ္စာမင်းမှုပြည်သူကျွေးတဲ့သမီးကိုစားပြီးတလုံးစားဖို့သူဂျေဆုမတိတတ်တဲ့ကောင်းတွေကိုပြည်သူလူထုနဲ့တော်လိုင်းရေးတပ်တွေကပေးတဲ့သင်ခန်းစာဖြစ်တယ်လောကတပါဝိထဥပရိတယဒံခမှုလေကြုံရပါလေအဲ့တော့ခွင့်လို့ရှင်နေကောင်ခွင့်လို့ကြပါလိမ့်မယ်လောကကြီးကတော့ရုပ်မာတဲ့ဖက်စစ်တပ်ကိုလုံးဝခွင့်လို့ ရေရီယာတွေဘလောက်ချီချီဒီညတော့ဒီတော့ပဲအားလုံး